ိမ်တလုံးကိုဝယ်လိုက်ပါတယ်။ပက်ဆန်အကြည့်ရှိပြီးတော့အဲ့ဒီအိမ်ပေါ်မှာတက်နေလိုက်ပါတယ်။ဒါပေမဲ့မှတ်ပုံတင်စာချုပ်ရှုံးမယ်လို့တော့မှ ရောင်းတဲ့သူကဒါအယောင်ဝယ်မဟုတ်ဘူး။အပေါင်ပါဆိုပြီးတော့ညင်းလာရင်ဘာဆက်ဖြစ်မလဲ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းရပါ။ဒီနေ့မှာတော့အိမ်ကိုဝယ်ပြီးနောက်မှတ်ပုံတင်စာချုပ်ရှုဖို့ပြောတဲ့အချိန်မှာရောင်းတဲ့သူကစာချုပ်ရှုဖို့ညင်းဆန်ရာကနေပေါ်ပေါက်လာတဲ့မှတ်သားစရာတရားရည်ဇလန်တပုတ်ကိုမျှဝေပေးခြင်းပါတယ်။ဒီဇလန်အတွက်2000နှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဥထွန်းရှင်းနဲ့ဥဆိုးနိုင်သူ့ရဲ့အခွင့်ရကိုယ်စားလှယ်ဒေါ်ဆေယာထွန်း ်တရမအထူးယူကံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်ဇက်လက်ကဒီလိုပါရန်ကုန်မြို့မှာဥထွန်းချစ်ဆိုတဲ့သူကဒေါ်ဆရာထွန်းတို့စီကနေအိမ်နဲ့မြေကိုသိန်း20ကျော်နဲ့ဝယ်ခဲ့ပါတယ်ဇာကျုပ်ရှုပ်ပတ်စံချေပြီးတော့အိမ်ကိုလည်းလက်ရောက်ရယူလိုက်ပါတယ်ဝယ်သူဥထွန်းချစ်ဟာအိမ်မှာမီတာရီတက်တယ်လီဖုန်းနဲ့တက်ပြီးတော့တကယ်ပိုင်ရှင်လို့နေထိုင်ခဲ့ပါတယ်ဒါပေမဲ့တရားဝင်မှတ်ပုံနဲ့ဇာကျုပ်ရှုပ်ပေးဖို့ပြောတဲ့အခါမှာကြတော့ရောင်းသူဘက်ကဒါဟာအယောင်းဝယ်စာချုပ်မဟုတ်ဘူးငွေရှိထားတဲ့ဟန်ဆောင်စာချုပ်အပေါင်းစာချုပ်သာဖြစ်တယ်လို့စောရကတက်လာပါတယ် ရောင်းသူဘက်ကထူရှိတာကတော့ဒီအင်ကကာလတန်ဖိုးသိန်း100လောက်တန်တယ်အဲ့ဒါကိုသိန်း20လောက်နဲ့ရောင်းစရာအကြောင်းမရှိဘူးဒါကြောင့်ဒါဟာအပေါင်ခံထားတာပါလို့ပြောပါတယ်အောက်ရုံးတွေကလည်းအရင်အမှုဟောင်းတစ်ခုရဲ့အဆုံးဖြတ်ကိုကိုးကားပြီးတော့ဒါဟန်ဆန်စာချုပ်ဖြစ်ပုံရတယ်ဆိုပြီးတော့ဝယ်သူဥထွန်းရှစ်ကိုအနိုင်မပေးခဲ့ပါဘူးဒါပေမဲ့အထုခုံရုံးကိုရောက်တဲ့အခါမှာတော့အရှိအနေက ပြောင်းပြန်ဖြစ်သွားပါတယ်တရားရုံးချုပ်ကအဓိကအချက်၃ချက်နဲ့ဝယ်သူဘက်ကိုအနိုင်ပေးလိုက်ပါတယ်ပထမတစ်ချက်ကဝယ်သူကအိမ်မှာတက်နေတယ် ်မီတာတက်တယ်ပြင်ဆင်တယ်အိမ်မြေကိုပေါင်နေရင်ပစ္စည်းကိုလက်ရောက်ပေးအပ်လည်းမရှိပါဘူးလက်ရောက်ပေးအပ်တယ်ဆိုတဲ့ကလေးကဒါဟာအယောင်းဝယ်ကိုဥတီပါတယ်ဒုတိယတစ်ချက်ကရောင်းသူကဒါအပေါင်ပါလို့ပြောရင်သူတို့ကြမှာမြေရှင်မီဇာဆက်ဆံရေးရှိကြောင်းရောင်းသူကပဲတက်တက်ပြားရပါမယ်ဒါပေမဲ့ဒီအဖို့မှာမပြနိုင်ခဲ့ပါဘူးဒါတရတစ်ချက်ကတော့စာချုပ်ရှုပ်ပေးတဲ့ရှင်းနေကြီးကိုယ်တိုင်ကဒါဟာနှစ်ဖက်သဘောတူအယောင်းဝယ်ဖြစ်ကြောင်းထွက်ဆိုထားပါတယ်ဒါကြောင့်ဝယ်တဲ့သူဥထွန်းချက်ကိုအနိုင်ပေးလိုက်ပါတယ် ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါအယောင်ဝယ်စာချုပ်တစ်ခုမှာလက်ရောက်ရယူခြင်းဆိုတဲ့အချက်ကအရန်ကိုအရေးကြီးပါတယ်တကယ်လို့ရောင်းသူကဟန်ဆောင်စာချုပ်ပါလို့ပြောကြရင်ခိုင်လုံတဲ့သက်တည်ပြနိုင်မှရမှာပါဒီမှုမှာတော့ဝယ်သူဥထွန်းချက်ကအိမ်ပေါ်မှာလက်တွေ့နေထိုင်လိုက်တာကအမှုကိုအနိုင်ရဖို့အတွက်အဓိကသုတ်ချက်ဖြစ်သွားတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ